ဟောမတနာတဲ့နေ့ကနေမင်္ဂလာပါဗျဒီအကျိန်း20အတွက်ပေါ့နော်ဟောဒီအကျိန်း20အတွက်ကိုဒီခုနှစ်နေ့ချာစီရနေပြီးတော့စီကြောလိုင်းကိုကျွန်တော်တို့အစအဆုံးပြနေပူစီယိုပိုင်ရှင်းနေမှာဆိုလို့ခုနှစ်နေ့ချာစီကြောကိုအတူချုံပြီးတော့ လူရင်းကိုပဲမင်းတတတင်ပြပေးပါမယ်ဗျမင်းတတ organ ကိုဒါပါဩစီတစ်ခွက်ပေါ့နော်သူဩစီကနှစ်ခွက်တတရဩစီကသုံးခွက်ပေါ့နော်မင်းတတမမကနန်းကိုဒဲ6ခွက်အပတိုင်းထုတ်ပါလေအဲကျွန်တော်ရေမမကနန်းဒဲ6ခွက်ကိုပို့ပေးရမယ်ဆိုရင်တော့ကြံ9ချိန်မှာ 2000ကျွဲပါနော်တို့နောက်နေ2026တနေ့လုံးစာအတွက်တသိန်းပါ2026အတွက်တသိန်းလွှဲမယ်ဆိုရင်တော့ဒီဘက်က5ကြိမ်ကကျွန်တော်တို့ခမဲ့ဒီဘက်က5ကြိမ်ကိုဖရီလက်ဆောင်ပေးပါတယ်နော်ဟုတ်39 990 992 118 Viber KB ဟုတ်ကျွန်တော်ရဲ့ဒါအမြဲတမ်းသုံးနေကြဖုံဒီတစ်လုံးပဲသုံးပါလေနော်ဟုတ်လိုရင်းကိုကျွန်တော်တင်ပြပေးပါမယ်နော်ခုနှစ်နှစ်ချာစီတို့ဒီကိုခါခုနှစ်နှစ်ချာကိုခါခုနှစ်နှစ်ချာကိုခါခုနှစ်နှစ်ချာကိုခါပေါ့နော်အဲ့ဒီကိုခါကိုကျွန်တော်တို့ဒီဆောင်းနှစ်ကိုဒီခွန်လေးလေးကိုဒီခွန်၃၅ကိုဒီခွန်၂၆ကိုဒီ ခွန်ဆိုပြီးတော့ကိုးခါးတွေကိုခွန်ဖြည့်ခြင်းတွေနဲ့အတိအကျရိုက်ပြီးတော့ဒီကိုးခါးရဲ့အပေါ်က6ရှစ်ခွန်ဒီသူ့ရဲ့အောက်မှာပြန်ကြဒီကိုးခါးရဲ့အပေါ်က5ရှစ်ရှစ်ဒီဒီသူ့ရဲ့အောက်ထဲမှာပြန်ကြဒီကိုးခါးရဲ့အပေါ်က3ည5 3ည5ဒီသူ့ရဲ့အောက်ထဲမှာပြန်ကြဒီကိုးခါးရဲ့အပေါ်က26ဒီသူ့ရဲ့အောက်ထဲမှာပြန်ကြဆိုပြီးတော့ ါဒီတော့ကကျွန်တော်လိုင်းမော်ကိုတင်ပေးခဲ့ပြီးတော့နှိစေ6ကဒီကိုးခါရဲ့အောင်မှာကျွန်တော်ဒီမှာပြန်ကြလိုက်ရမှာဆိုပြီးတော့ကျွန်တော်တင်ပေးခဲ့လို့အောင်မြင်တဲ့လူတွေအများကြီးပါပဲเนาะအဲ့ဒီလိုင်းကနေပြီးတော့ဒီကိုးတွေဒီပေါ့เนาะဒီကိုးတွေဒီရှိပိတ်နဲ့တစ်ပိတ်ဒီကိုးအဲ့ဒီကိုးတွေဒီ၃ပိတ်နဲ့၆ပိတ်ဒီကိုး တစ်ပိတ်နဲ့ရှစ်ပိတ်ဒီကိုသုံးနောက်ပိတ်နဲ့ခြောက်နောက်ပိတ်ဒီကိုပေါ့နော်ကုခလေးချက်ကိုနောက်ပိတ်နှလုံးကိုခုနှစ်နှစ်ချာနောက်ပိတ်နှလုံးကိုခုနှစ်နှစ်ချာနောက်ပိတ်နှလုံးကိုခုနှစ်နှစ်ချာနောက်ပိတ်နှလုံးကိုကိုလေးချက်ပြန်ရိုက်တာအဲ့ဒီကိုလေးချက်ကို3 4 5 6ဆိုတဲ့လိုင်းရဲ့ 3ဆိုတဲ့လာရည်ဒါ36နဲ့ခု3နဲ့5နဲ့ခု5နဲ့4နဲ့ခု6နဲ့3နဲ့ခုဆိုပြီးတော့ပြန်ဖြီမှာပေါ့နော်အဲ့လိုဖြီတဲ့ချိန်မှာပေါ့နော်ရှေ့ပေါင်းကိုဘရိတ်တဲ့ဘရိတ်တော့ကိုတက်တော့ဒီတော့ရှေ့ပေါင်း3ဘရိတ်5ဘရိတ်6 3 5 6ဒီလေး3လေး ရှေပေါင်း6ပြိတ်1ပြိတ်ရှေ6 8 8ဒီ9 3 5ရှေပေါင်း9ပြိတ်6ပြိတ်9 5 6 5ဒီ6 3 4 5 6လို့တစ်ဖက်ကရိုက်လိုက်တာပေါ့နော်ဒီနောက်ပိတ်နှလုံး6လို့ရိုက်တဲ့အဲ့ဒီ6လေးကိုဒီဘက်တစ်ဖက်က3 4 5 6လို့ရိုက်ပြီးတော့တစ်ဖက်က3 4 5 6လို့ရင်ရိုက်ပြီးနောက်တစ်ဖက်က6 5 4 3လို့ပြန်ရိုက်တာပေါ့နော်နှလုံးပေါင်းလေးပြိတ်1ပြိတ်1ဒီ6 နှလုံးမောင်းသုံးပရိလေးပရိရှိသည်၅65နှလုံးမောင်းသုံးညာပရိကိုပရိ၅သည်၄65လေးနှလုံးမောင်းရှိပရိသုံးပရိနှစ်သည်၃65လေး၃နော်နောက်ပိတ်နှလုံးကိုးတွေကိုရိုက်တယ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 ်ကိုးတွေကိုရိုက်ပြီးတော့ဒီဘက်က3 4 5 6လို့ရိုက်ပြီးတော့ကြံတဲ့တစ်ဖက်က လေး၃လို့ရိုက်တာအဲ၃၄၅၆၆၅၄၃ဆိုတာလေဒီ၉တွေကိုပဲပြန်ဖြည့်တာပေါ့နော်ဒီ၉တွေကိုပဲသူပြန်ဖြည့်တာဟုတ်အဲ့ဒီကို၉တွေကိုဖြည့်ခဲ့တဲ့၃၄၅၆နဲ့၆၅၄၃ကိုကျွန်တော်တို့ကအခုဒီဒီချိန်မှာရိုက်တော့မှာပေါ့နော် ရိတ်ကိုအဲရှေးပေါင်းကိုပရိတ်တိပရိတ်တော့93တိ3တိ3ရှေးပေါင်း3ပရိတ်ကပရိတ်6တိလေး3လေးရှေးပေါင်း6ပရိတ်တိပရိတ်7တိ5နော်3လေး5ရှေးပေါင်း5ပရိတ်6ပရိတ်5တိ6 3လေး5 6နော်အဲ့လိုရိုက်ပြီးတော့အဲ့ဒီ3လေး5 6တိနော်မှတ်ထားပါနော်အဲ့ဒီ3လေး5 6တိတော့ဒီရိုက်ခဲ့တဲ့နောက်ပိတ်နှလုံးကိုယ့်ရဲ့ဒီနောက်နှင်မှာ တရိတ်သုံးလို့ကြားလိုက်တာနဲ့သူ့အောက်နှစ်ပင်ကျော်ကနေကျွန်တော်တို့ရိုက်မှာပြတ်သုံးပြီးတော့လေးပေါ့နော်ရှေးပေါင်းသုံးပရိတ်ငါပရိတ်၆တီလေးအဲ့ဒီလေးပြီးဒီနောက်ပိတ်နှလုံးပေါင်းကိုယ့်ရဲ့ဒီနောက်ငယ်မှာပရိတ်သုံးပြီးတော့ပရိတ်လေးလို့ရိုက်လိုက်မှာပေါ့နော်ပရိတ်လေးလို့ရိုက်မှာပရိတ်လေးမရိုက်မချင်းပေါ့နော်ပရမအုံးဆုံးရိုက်တဲ့ပရိတ်လေးမှာကျွန်တော်တို့ကအကျုံးဝင်မှာ ဘရိတ်လေးရမရိုက်ဘူးမရိုက်ဘူးမရိုက်ဘူးနော်ဘရိတ်လေးမရိုက်ဘူးနောက်နေ့သူဆက်လိုက်တယ်ဘရိတ်လေးဘရိတ်လေးဘရိတ်လေးရဒီကြမှာရိုက်ပြီဆိုက်လိုက်တာနဲ့သူ့ရဲ့နှစ်ပင်ကျော်ကကနန်းနော်နောက်ရတဲ့ငယ်ကြီးနေနောက်ပိတ်နှလုံးကိုးလို့ရိုက်တယ်နောက်နေ့ကနေစပြီးဘရိတ်3လို့ကြမှာအဲ့ဒီဘရိတ်3ရဲ့နှစ်ပင်ကျော်ကကနန်းနောက်ပိတ်နှလုံးမောင်းကိုးလို့ရိုက်တယ်နောက်နေ့အဲ့မှာဘရိတ်4လို့ကြမှာ ဗရိတ်လေးရဒီကြမှာကြာတာဗရိတ်လေးလို့ပထမအောင်ဆုံးကြားတယ်ဗရိတ်လေးလို့ကြားလိုက်မှသူ့ရဲ့နှစ်ပင်ကျော်ကခဏနောက်ပိတ်နှလုံးကိုးလို့ရိုက်ပြီးတော့ဗရိတ်သုံးပြီးဗရိတ်လေးပြီးတော့ဗရိတ်ငါသူ့ရဲ့နောက်နဲ့မှာဗရိတ်ငါလို့ရိုက်လိုက်တာ ਨੇ သူ့ရဲ့နှစ်ပင်ကျော်ကခဏခုကကျွန်တော်တို့ကဒီနောက်ပိတ်နှလုံးကိုးနောက်ပိတ်နှလုံးကိုးလို့ရိုက်ပြီးသူ့ရဲ့နောက်နဲ့မှာဗရိတ်6လို့ရိုက်လိုက်မှနော်ဗရိတ်6လို့ရိုက်လိုက်မှ ပရိချောက်လို့ရိုက်လိုက်မှပထမဦးဆုံးရိုက်တဲ့ပရိချောက်ရဲ့နှစ်ပင်ကျော်ကကနန်းကျွန်တော်တို့ကရိုက်မှာပရိချောက်လို့ရိုက်တဲ့နှစ်ပင်ကျော်ကကနန်းကိုရိုက်တဲ့ချိန်မှာခုနကကျွန်တော်တို့ရိုက်ခဲ့တဲ့ဖရိန်ကအကိုဖြစ်ချင်းလေးပေါ့နော်ဖရိန်သုံးလို့ရိုက်တယ်သူ့ရဲ့နှစ်ပင်ကျော်မှာပရိန်ငါးနဲ့ပရိန်လေးဒီကိုလို့ရိုက်တယ်ပရိန်သုံးပြီးတော့ နောက်ပိတ်နှလုံးကိုလိုရိုက်တဲ့နောက်နဲ့မှာဗရိတ်လေးလိုရိုက်လိုက်တာနဲ့သူ့ရဲ့နှစ်ပင်ညော်မှာဗရိတ်ချောင်းနဲ့ဗရိတ်သုံးပြီးကိုလိုရိုက်တယ်ဗရိတ်သုံးဗရိတ်လေးပြီးတော့ဗရိတ်ငါဗရိတ်ငါလိုရိုက်တယ်သူ့ရဲ့နှစ်ပင်ညော်မှာဗရိတ်နှစ်နဲ့ဗရိတ်ခုံအတိကိုလိုရိုက်တယ်နော်ဗရိတ်သုံးဗရိတ်လေးဗရိတ်ငါပြီးတော့ဗရိတ်ချောင်းလိုရိုက်တယ်ဗရိတ်ချောင်းရဲ့နှစ်ပင်ညော်မှာဗရိတ်နှစ်ခုရဲ့ပေါင်လိုက်သည်ကိုလိုရိုက်မယ်ဗရိတ်တင်းနဲ့ဗရိတ်ရှင်းမှာ ပရိတ်နဲ့ပရိရှင်မှာကိုလို့ဖြစ်မှာပရိတ်နှစ်ခုရဲ့ပေါင်းကိုဖြစ်ဖို့ကတော့ကျွန်တော်တို့ကပရိရှင်နော်ပရိရှင်ပရိတ်သုံးလို့ရိုက်တယ်နှစ်သူကနေပြီးတော့မှကျွန်တော်တို့ဒီနှစ်ပိညောမှာပေါ့နော်ပရိတ်နှစ်ခုရဲ့ပေါင်းလက်ပရိတ်၅နဲ့ပရိတ်လေးဒီကိုပရိတ်လေးလို့ရိုက်တယ်ပရိတ်၆နဲ့ပရိတ်သုံးဒီကိုပရိတ်၅လို့ရိုက်တယ်ပရိတ်နှစ်နဲ့ပရိတ်ခုံဒီကိုပရိတ်၆လို့ရိုက်တယ်ပရိတ်၁နဲ့ပရိတ်၁ဒီကို ဲ့ဒီ brain တစ်ခုရဲ့ပေါင်းတဲ့ကိုးတွေဒီတို့ဒီကိုးတွေပေါ့နော်ဒီကိုးတွေဒီကိုးတွေဒီကိုးတွေပေါ့နော်အဲ့ဒီကိုးတွေဒီအဲသူရိုက်မဲ့စနစ်ကခုနကကျွန်တော်ရိုက်တယ်ဒီဘက်က3ဒီဘက်က4ဒီဘက်က5ဒီဘက်က6ရိုက်တော့မနော်3 4 5 6ပထမ3လို့ရိုက်ပြီးတော့ပရိတ်နှခုပေါင်း6လို့ရိုက်တဲ့ချိန်မှာဒီပရိတ်3ဒီထိပ်စီးနဲ့ကွာပေါင်းနဲ့3လို့ရိုက်တယ် ဒီပရိတ်လေးလိုရိုက်တဲ့အခါမှာပရိတ်နှစ်ခုရဲ့ပေါင်းလဲကိုးလိုရိုက်တဲ့အချိန်မှာဒီပရိတ်လေးသည်ထိတ်စည်းနဲ့ကွာပေါင်းတဲ့သည်လေးလိုရိုက်တယ်၃၄ဒီပရိတ်ငါလိုရိုက်ပြီပရိတ်နှစ်ခုပေါင်းကိုးလိုရိုက်တယ်ဒီပရိတ်ငါမို့လို့ထိတ်စည်းနဲ့ကွာပေါင်းသည်၄၈၃เนาะထိတ်စည်းနဲ့ကွာပေါင်းသည်ငါလိုရိုက်တယ်ပရိတ်၃ကို၈၃ညာငါသည်၃လိုရိုက်တယ်ပရိတ်လေးကို၂၅ခွန်သည်၄လိုရိုက်တယ်ပရိတ်ငါကို၄၈၃သည် ငါလို့ရိုက်တယ်3 4 5เนาะဒီပရိတ်3ကို3လို့ရိုက်တယ်ဒီပရိတ်4ကို4လို့ရိုက်တယ်ဒီပရိတ်5ကို5လို့ရိုက်တယ်ဒီပရိတ်6ကို6လို့ရိုက်ရမယ်ဒီပရိတ်6ကိုထိပ်စည်းနဲ့ ጓ ပေါင်းဒီ6လို့ရိုက်ရမယ်6ထိပ်စည်းလို့ ጓ ပေါင်း30 3456ကို3456နဲ့ရိုက်ဖို့ ጓ ပေါင်း30ကျွန်တော်တို့ရိုက်ခဲ့တုန်းကဒီဘက်က3ဒီဘက်ကဒီဘက်ဒီဘက်မှာ လေး၅၆၃၄၅လို့ရိုက်ပြီးတော့ဒီဘက်မှာ၆၅၄၃လို့ရိုက်ခဲ့တယ်။ကိုဖြစ်ချင်းတွေကို၆၃၄၅၆နဲ့၆၅၄၃လို့ရိုက်ခဲ့တယ်။ကိုဖြစ်ချင်းတွေကို၃၄၅၆နဲ့၆၅၄၃လို့ရိုက်ခဲ့တယ်။အဲဒါဆိုဒီဘက်က၃ဒီဘက်က၄နော်၃၄၃၄ဒီဘက်က 5 345ဒီမှာ6 3456လို့ရိုက်ပြီးရင်ကျန်တဲ့တစ်ဖက်မှာ6543လို့ကျန်နေရမယ်ဒီမှာเนาะဟော6 5လေး3 6543လို့ရိုက်ဖို့အတွက်က8ခါเนาะနှလုံးပေါင်းလေးဗရိတ်တိဗရိတ်တိ6နှလုံးပေါင်းသုံးဗရိတ်လေးဗရိတ်ရှိတိက65 နှလုံးပေါင်း30ပြိတ်ကိုပြိတ်9 3 9 5ဒီလေ65လေးနှလုံးပေါင်း10ပြိတ်3ပြိတ်2ဒီ3 65 4 3အဲ့ဒီ65 4 3ကိုခါရိုက်တာဒီမှာနော်3 4 9ဒီ6 2 2 3ဒီခါ65 3 5 6ဒီလေ65 4ဟမ်ဒီမှာ6 9 7ဒီ3 65 4 3 65 4 36543ကို6543လို့ရိုက်ဖို့အတွက်က10ခါဒီဘက်က3 အဲ့ဒီ3456ကိုပရိတ်3 7305တီ3ပရိတ်4 259တီ4 3 4ပရိတ်5 483တီ5 3 5ပရိတ်6 6ထိတ်နဲ့ခွာပေါင်း10တီ6 3 956ခွာပေါင်းရိုက်တဲ့စနစ်တီ3 4 56ခွာပေါင်းရိုက်တဲ့စနစ်တီ3 4 5 6နဲ့တွားပြီးတော့အလဲတိုင်းရိုက်တဲ့စနစ်တီ6 လေးသုံးနဲ့သွားမှာလေတိုင်းရိုက်တဲ့စနစ်ဒီ6 5လေးသုံးနဲ့သွားဖို့အတွက်က8ခါခွာပေါင်းရိုက်တဲ့စနစ်ဒီ3 5 6နဲ့သွားဖို့အတွက်ခွာ30 8ခါနဲ့ခွာ30အဲ့မှာလွတ်နေတာလွတ်နေတာဒီဗရိတ်၄နဲ့အဲဒီဗရိတ်6နဲ့၃ရထိပ်ဒီ6ဒီဗရိတ်၁နဲ့၅ထိပ်ဒီ6ဗရိတ်၈နဲ့၈ထိပ်ဒီ6ဗရိတ်၄နဲ့ နှစ်ထိပ်စီ6ဆိုရင်ကျွန်တော်တို့ကနှစ်ထိပ်နဲ့ပေါ့နော်နှစ်ရှစ်ရှစ်ဒါမှမဟုတ်ရင်မထွက်သေးတဲ့၃ညာထိပ်နဲ့ဆို၃ညာ၈၃ညာပေါ့ရှစ်ခါနဲ့ကွာ၃၀ဦးအမနေ့တငယ်ချင်းနေအဒီလိုင်းလေးမှာရှစ်ခါနဲ့ကွာ၃၀ပေါ့နော်မင်းသားတကယ်ရင်ဒီကြံကားချိန်မှာအမှန်မှဝင်ရင်လည်းဆိုရင်2000ကျွဲပေါ့နော်2026အတွက်တစ်နှစ်လုံးကမှန်မှဝင်ရင်လည်းဆိုရင်တသိန်းပေါ့နော် မနက်တာဖုန်းနံပါတ်399 690 998 118 Viber မှာဆက်သွင်းနိုင်ပါတယ်နော်ဒီပေးရလဲအဲ့ဒီဖုန်းနံပါတ်ပါပဲနော်အဒီလိုင်းလေးမှာဒက်စယ်ခွဲပေါ့နော်အဲ့ကြာနှစ်ရှိရှိနဲ့398 398ကိုမနက်တာတည်ပေးလိုက်ပါလေဟုတ်လောလောဆယ်ဒီတစ်ပိုင်းတော့အကြိမ်20အတွက်စပြီးတင်ပေးလိုက်ပါပြီနော်ဟုတ်ကျွန်တော်မင်းထက်တာပါ